ြောင်းနေတဲ့နန်းတွေမှာတင်နန်းတယောက်သူယာကိုင်နှုံးနဲ့ပြက်ကွက်ယာကိုင်နှုံးနဲ့ပြက်ကွက်တဲ့သူတွေကိုရှာကျင်နေဆိုရင်အေးသေးနဲ့ယာကိုင်နှုံးဘယ်လိုရှာမလဲဆိုတာကိုမျှော်သိပါမယ်။ဆာမေးဝဲအောင်ချက်ယာကိုင်နှုံးရှာကျင်နေဆိုရင်လည်းဒီနေ့တိုင်းရှာလို့ရပါတယ်။ဒီစရင်ရှိနေရာမှာဖြေဆူထည့်ပြီးတော့တက်ရောက်နေရာမှာအောင်မြင်ဆိုပြီးတော့ခေါင်းစဉ်ပြောင်းလိုက်ရင်ရပါပြီ။ဒီပြက်ကွက်နေရာမှာပြက်ကွက်ကတော့အတူတူပါပဲ။ပြက်ကွက်ပြက်ကွက်ယာကိုင်နှုံးဒီတက်ရောက်နေရာမှာလည်းအောင်ချက်ယာကိုင်နှုံးဆိုပြီးတော့ထည့်လိုက်ရင်ရပါပြီ။ ဒီဈေးခွက်လေးတွေကိုဖြစ်လိုက်ပါမယ်ခုလိုမျိုးဖြေရှာထားတဲ့ဈေးခွက်တွေကိုရိုးရိုးဒလိနဲ့ဖြတ်မယ်ဆိုရင်ကိုချထားတဲ့ format တွေနဲ့ရောသွားနိုင်ပါတယ်ဒါကြောင့် clear format ကိုနှိပ်လိုက်ပါမယ်အစိုးရခုနရာခိုင်နှုန်းတွေ့ထားတာဖြစ်တဲ့အတွက်ဒီမှာရာခိုင်နှုန်းမပေါ်တော့ပါဘူးအဲ့တော့ကျွန်မဒလိကိုနှိပ်ရပါပြီတက်ရောက်သူရာခိုင်နှုန်းကိုအရင်ရှာလိုက်ပါမယ်ဒီကွယ်တက်ရောက်တာက95ရောက်ရှိတဲ့ဈေးခွက် D3 ဖြစ်ပါတယ် အဲ့တော့ဒီ3အ ਨੇ ကိုဒီများနဲ့စားလိုက်ပါမယ်။စင်းရှိတာက100တက်ရောက်တာက95ဆိုတော့95ရာခိုင်နှုန်းဖြစ်ပါတယ်။ခုလိုရာခိုင်နှုန်းလေးမပေါ်သေးတဲ့အတွက်နံပါတ်ကရုတဲ့ကရာခိုင်နှုန်းလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ဒါဆိုရင်သင်တန်းတက်ရောက်သူ95ရာခိုင်နှုန်းရပါပြီ။အိမ်ထဲမှာကြတော့ဒီဖုန်းလိုစာအုပ်ထဲလိုတွက်တဲ့ပုံစံမျိုးတွက်စရာမလိုပါဘူး။အဲ့ဖုန်းလိုစာအုပ်ထဲလိုတွက်တဲ့ပုံစံကစာမျိုးဝဲဆိုရင်လည်းအောင်မြင်သူကိုဒီ ဖြည့်ဆူသူစင်းနဲ့စပြီးမှနေရာနဲ့မြောက်ပြီးတော့ရကနှုတ်ရှာပါတယ်နောက်ထပ်နီလန်တစ်မျိုးကတက်ရောက်တော့မဟုတ်ဖြည့်ဆူသူစင်းကိုတီးပြီးတော့နေရာနဲ့စားကြပါတယ်ရလာတဲ့ဖြည့်ကူမှစင်းရှိနဲ့မြောက်ပြီးတော့ရကနှုတ်ရှာကြပါတယ်ဒီမှာနောက်က ရာဂိုင်းနှုံးလေးလိုချင်လို့ရာဂိုင်းနှုံးသွားပြီးတော့ထည့်လိုက်မယ်ဆိုရင်ဖြေအမှန်ထွက်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့မှားသွားတယ်လဲဆိုတော့စားထားတာကိုတရားနဲ့ရာဂိုင်းနှုံးရှာပြီးသားဖြစ်နေလို့မှားသွားတာဖြစ်ပါတယ်။အဲကြောင့်ဒီစင်းမှာတရားနဲ့ထည့်ပြီးတော့မြှောက်စရာမလိုပါဘူး။အိမ်စင်းမှာကျတော့ရာဂိုင်းနှုံးလိုချင်နေဆိုရင်ကွယ် တဲ့ရောက်သို့မဟုတ်ဖြည့်ဆူသူကိုဒီစားတင်ကြတာလေးကိုနှိပ်လိုက်ပါမယ်။စရင်ရှိသို့မဟုတ်ဖြည့်ဆူသူနဲ့စားလိုက်ပါမယ်။အဒီယာခံလုံးလေးကိုနှိပ်လိုက်မယ်ဆိုရင်တရားနဲ့မြှောက်ပြီးသားလို့အဓိပ္ပာယ်ရပါတယ်။300နဲ့ဆွဲချလိုက်ပါမယ်။ဆွဲမချခြင်းမှုဆိုရင်လည်းအပြေရှာတဲ့ဆဲခွက်ရဲ့ညာဘက်အောက်ခြေတောက်မှာအခုလိုမျိုးပလက်ဆိုင်အနက်လေးပေါ်လာပြီဆိုရင်တပည့်ကလေးနှိပ်ချလိုက်ပါ။ဒီနိလန်ကအောက်မှာကော်လန်နီအများကြီးဆိုလို့ရှိရင်တော်တော်အဆင်ပြေပါတယ်။ ဆွဲချနေရမယ်ဆိုရင်ဂျာကြီးဆွဲချနေရပါလိမ့်မယ်။ရက်ကွက်ရခိုင်နှုန်းကိုဆက်ပြီးတော့ရှာလိုက်ပါမယ်။ equal စရင်ရှိအများကိုဒီ minus တယောက်သူ95ရှိတဲ့ d3 အကွက်ကိုထောက်လိုက်ပါမယ်။ under ခေါက်လိုက်ပါမယ်။ဒါဆိုရင် ပြက်ကွက်စရင်ရပါပြီ။တရားမှာ95ရောက်တဲ့တော့9ရောက်ပြက်ကွက်ပါတယ်။တပည့်ကလေးနှိပ်ချလိုက်ပါမယ်။အိဇဲမှာတင်းရှိတာကတရားတက်ရောက်တာကတရားဆိုတော့ရာဂိုင်းနှုံးနေနေဆိုရင်တရားရာဂိုင်းနှုံး ပြက်ကွက်စရင်မရှိပါဘူးပြက်ကွက်ရကန်တော့ငုံဆက်ပြီးတော့ရှာလိုက်ပါမယ် equal ပြက်ကွက်သူအနည်းကိုဒီ f3 စရင်ရှိအများနဲ့စားလိုက်ပါမယ် c3 အနာခေါလိုက်ပါမယ်ရကန်တော့လိုချင်တာဖြစ်တဲ့အတွက်နံပါတ်ကလူက person လေးကိုနှိပ်လိုက်ပါမယ်တပည့်ကလေးနှိပ်ချလိုက်ပါမယ်ဒီသင်္ကန်းစာဂရုဖိုင်ကိုကြည့်ရတာအချိန်ကိုအကျိုးနဲ့မယ်လို့ထင်ပါတယ်